အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒီနေ့မနက်မှာတော့ Arsenal ဒါကျွန်တော်တို့ မကောင်းနေဘို့ဘောတော့ကျွန်တော်သတင်းစိုးရနဲ့ကျွန်တော်စာခဲ့ပေးမယ်ဒီနေ့ညနေမှာဒါကျွန်တော်အာစနယ်ရဲ့သတင်းကောင်းနဲ့စတင်ပြီးတော့ပိတ်ချင်တယ်လို့ပြောပြရစီအာစနယ်သင်းတဲ့ခုလက်ရှိမှာသူတို့ရဲ့ left back ကစားသမားဖြစ်တဲ့ Carla Fiori ကတော့လက်ရှိဒါကျွန်တော်အီတလီဒါကျွန်တော်တို့ကမ်မှာဒဏ်ရာရတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပြီးတော့သူတို့အနေနဲ့ဒါလန်ဒန်မြို့ကိုဒါကျွန်တော်တို့ Carla Fiori ကိုပြန်ပို့ခဲ့တယ်ဆိုတော့ကိုယ်သိပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့လွန်ခဲ့တဲ့မိနစ်ပိုင်းအနည်းငယ်လောက်ကတော့ဒါကျွန်တော်သတင်းနေနေနဲ့ update တက်လာခဲ့တာကတော့ အာစနိုအသင်းရဲ့ဒါဖူးဘက်ကစားသမားဖြစ်တဲ့ကာလာဖီယိုရီကတော့ဒဏ်ရာရခဲ့တာလည်းမရှိဘူးဒါကျွန်တော်အနာမကျန်းဖြစ်ခဲ့တာလည်းမရှိဘူးဒါကျွန်တော်ဒါကန့်ဘက်ကနေသူ့ကိုစိုးရိမ်လို့ပြန်ပြီးအိမ်ပြန်ပို့ခဲ့တာပဲရှိအဓိကဒါကျွန်တော်ပွဲတွေတောက်လျှောက်ကန်ရတဲ့ကြောင့်မလို့ overload ဖြစ်သွားတယ်လို့ယူဆတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာကာလာဖီယိုရီကိုအိမ်ပြန်ပို့ပေးခဲ့တယ်လို့သိရတဲ့တည်းမှာပါတယ်အီတလီရဲ့ဒါကျွန်တော်အဖွဲ့ချုပ်ကတော့ဒါကျွန်တော်လက်ရှိမှာအာစနိုအသင်းရဲ့ဒါကျွန်တော်ချစ်ချင်းတွေကိုရရှိနေခဲ့တာကိုတွေ့ရမယ်တည်းမှာပါတယ်ဘောနော်အဲ့တော့အာစနိုအသင်းရဲ့ခုလက်ရှိမှာကာလာဖီယိုရီရဲ့ဒဏ်ရာနဲ့ပတ်သက် က်ပြီးတရားဝင်ထုတ်ပြန်ပုံရဒါဖာဘီဂျီရိုမာနိုလို့ဒါကြောင့်တရားဝင်ဂျဲလစ်ဆယ်ပြောပုံရဆိုရင်တော့လွန်ခဲ့တဲ့24နာရီအတွင်းမှာအာစတိုဘက်ကဒီဒန်နဲ့ပတ်သက်ပြီးစစ်ဆေးမှုပြုလုပ်ထားခဲ့ပြီးတော့ injury အသစ်မရှိဘဲနဲ့ဒါကျွန်တော်လက်ရှိမှာကစားသမားကပင်ပန်းနှွှဲနှွယ်မှုကိုပဲအဓိကခံစားနေရတာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတရားဝင် confirm နိုင်ခဲ့တယ်ဆိုတာကိုအာဖာဘီဂျီရိုမာနိုကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတရားဝင် confirm လုပ်ခဲ့တာကိုတွေ့ရမယ်အဲ့တော့ကလာဗီယိုရီနေနဲ့အကုန်လုံးဒါကျွန်တော်စိတ်ဝင်စားနေရတာလာမယ့်ဒါကျွန်တော်တို့ ညသက်တဘက်မှာကန်သွားမယ်ဒါကျွန်တော်တို့မြောက်လန်ဒန်ဒါဘီမှာတော့ကာလာဖီယိုရီတယောက်ဒါကျွန်တော်ကလျာဖြိုးတီတယောက်ဒါကျွန်တော်တို့ပွဲထွက်ပြီးတော့ပါဝင်နိုင်တော့မှာဖြစ်တယ်လို့လည်းသိရတယ်မှာပါပါတယ်ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဖာဘီဂျိုရိုမာနိုကသူ့ရဲ့ Twitter မှာတရားဝင် confirm လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာတော့ကာလာဖီယိုရီရဲ့သတင်းနဲ့ပတ်သက်ပြီး Arsenal သင်္ကာလုံးဝ100%သတင်းကောင်းလို့ပြောလို့ရမယ်ဒီမှာပါပါတယ် Gabriel နဲ့ပတ်သက်ပြီးတော့လည်းခုလက်ရှိမှာတော့ကျွန်တော်တို့ Brazil ကနေပြီးတော့ဒီကစားသမားကလည်းရှိမှာဒီကစားသမားအနေနဲ့ဒါ Brazil ကနေပေါ့ကျွန်တော်လက်ရှိမှာ ဒါသူတို့ကန်တာဟိုမှာကန်တာတနေအမရိကွန်းမှာကန်တာလားမသိဘူးဆိုလက်ရှိကျွန်တော်လည်းကျွန်တော်လည်းမောင်းကောင်းမားနိုင်မယ်ပေါ့နော်အဲ့တော့ဒါဂေဘရီယယ်နဲ့ပတ်သက်ပြီးအာစနောသင်္ကာဆစင်းမှုတွေကိုပြုတ်လုံနေတယ်ဒါပေမဲ့ဂေဘရီယယ်ကတော့ဒါကျွန်တော်ကလာဖီယိုရီလိုမျိုးကန်ကောင်းမှုရခိုင်တော့နော်နဲတယ်ကလာဖီယိုရီနဲ့တော့ကျွန်တော်လက်ရှိမှာဒါ injury မဖြစ်ဘဲနဲ့ overload ပဲဖြစ်ခဲ့တာဖြစ်ပေမဲ့တစ်ဖက်ကဒါလက်ရှိမှာဂေဘရီယယ်အနေနဲ့တော့ grand injury ကတေချာလောက်ဖြစ်ပြီးတချို့ကောလာဟာလာတွေက ACL လို့တောင်ပြောနေတယ်မပါဒါလက်ရှိမှာကောလာဟာလာပဲရှိရဲဒါလုံးဝမဖြစ်နိုင်တဲ့ဥစ္စာလေးဖြစ်သွားဖြစ်သွားနိုင်တယ်တော့မပါအဲ့တော့လက်ရှိမှာဂေဘရီယယ်နဲ့ပတ်သက်ပြီးတော့ဒါတင် င်းကြီးကိုဆောင်းအောင်မယ်တဲ့မှာတေချာတကူကလက်ရှိလာမဲ့တာကျွန်တော်တို့မြောက်လန်ဒန်ဒါဘီကိုတော့ဒါကျွန်တော်ဂေဘရီယယ်တယောက်လွဲချော်တော့မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဂေဘရီယယ်ကလက်ရှိမှာဒါမြောက်လန်ဒန်ဒါဘီမှာကျွန်တော်တော်တန်ဟော့စပါတင်းနေဆိုဆရာကြီးကကိုယ်တိုင်လက်ခံစစ်မှာတော်တော်လေးကိုကောင်းလို့တိုက်စစ်ပိုင်းမှာလည်းဂိုးတော်တော်လေးကိုမြူးတဲ့ဒါကျွန်တော်တို့ ခံစစ်တိုက်စစ်လူတော်ပြောလို့ရမယ်ဒီမှာပါအဲ့တော့ဂေဘရီယယ်မပါခြင်းကလည်းရှိမှာလာမဲ့ဒါပွဲချက်၃ပွဲမှာအာဆုံသင်းအတွက်ဘလောက်ထိနှိမ့်နာမှုရှိမှာလဲချက်တော့ဆောင်းတယ်ဒါပေမဲ့အာဆာပရိသတ်ရဲ့လက်ရှိမှာကျွန်တော်ရဲ့ comment အောင်မှာသိပြီးဆိုရင်ညမရှိဘူးဒါကျွန်တော်တို့ Christian Moscara ဟင်ကာပီကောရှိတဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒီခံစစ်ပိုင်းကိုဒီနှစ်ယောက်ကအေးအေးဆေးဆေးအစားထိုးလို့ရမယ်လို့သိရတယ်ဒါကြောင့်မို့လက်ရှိမှာတော့ကလျာဖြိုးရီလည်းအသက်မှာဆက်လက်ပြီးရှိနေမယ်အတွက်ကြောင့်မို့ Arsenal အသင်းပရိသတ်အနေနဲ့လက်ရှိမှာသတင်းကောင်းတဲ့သတင်းသတင်းသိပ်မကောင်းတော့သတင်းကောင်းတဲ့လက်ရှိမှာပြန်လည်ပြီးတော့ခွာချပလိုက်တဲ့ပုံစံမျိုးမှာရှိသွားပြီလို့ပြောလို့ရ မယ်ဒီမှာပါပါတယ်အဲ့လက်ရှိမှာဒါဂရီဘီယံနဲ့ပတ်သက်ပြီးစကန်ကိုကျွန်တော်ချက်တော့ဆောင်းအောင်မယ်ဒီမှာပါဒါပေမဲ့ထင်လောက်တော့ဒါကျွန်တော်အရန်ကြီးမဆိုးရဘူးတော့ကျွန်တော်နေနေဒီညကနေစုဝင်အောင်တောင်းပြလိုက်ပါတယ်အဲ့တော့လက်ရှိမှာအာဆိုသင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်ထုံးဝမ်းတဲ့ကွန်မြူနတီပြည်အောင်ပြောရမယ်တရင်နေရှိလာခဲ့တယ်အဲ့တရင်နဲ့ပတ်သက်ပြီးလက်ရှိအာဆိုအသင်းနေနဲ့ဒါကျွန်တော်လက်ရှိ sorry လေဘောလေဘောအဲ့တော့ကျွန်တော် greed အသင်းရဲ့ဒါကျွန်တော် olympia course ရဲ့ဒါကျွန်တော်ကစားသမားလေးဖြစ်တဲ့အဲ့ကျွန်တော်တို့အသက်ဘလောက် 18နှစ်အရွယ်ရှိတယ်ကျွန်တော်ကစားသမားကိုတော့ဒါကျွန်တော်မော့စကာတစ်လို့ပါမို့အေးတော့မော့စကာအေးပေါ့မိုဇာကီတစ်အဲမိုဇာကီတစ်ဆိုတဲ့ဒါချာတစ်ကိုအာစနိုအသင်းကခေါ်ယူဖို့အတွက်လက်ရှိမှာစောင့်ကြည့်နေတယ်လို့သိရတယ်မှာပါတယ်အာစနိုအသင်းရဲ့လီကစားသမားတွေလက်ရှိမှာအက်စတန်ဗီလာနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့အပြိုင်ခေါ်ယူဖို့အတွက်လက်ရှိမှာစိတ်ဝင်စားတယ်လို့သိရတယ်မှာပါကစားသမားရဲ့နာမည်အရှိကောက်ကတော့ခရစ်စတိုမော့စကာကီတစ်လို့သိရတယ်မှာပါတယ်ဒီကစားသမားကလက်ရှိမှာ18နှစ်အရွယ်ပဲရှိပြီးတော့အိုလံပီယာကော့စ်ရဲ့ကွင်းလယ်မှာဒါကျွန်တော် ော်ခုနှစ်ပွဲလူကြီးပွဲပွဲထွက်ထားခဲ့ပြီလို့သိရတယ်မှာပါတယ်ဒါပေမဲ့ခုနပေါ်လိုပဲလက်ရှိမှာအိုလံပီယာကော့စီယပိုင်ရှင်ကလည်း Northern Forest အသင်းဖြစ်တဲ့အတွက်ကြောင့်မို့ Northern Forest အသင်းကလည်းသူတို့ရဲ့အသင်းတွေကိုသူတို့အနေနဲ့ပြန်ဝယ်ဖို့တော့လည်းစဉ်းစားနေလို့သိရတယ်မှာပါတယ်ဒါပေမဲ့အိုလံပီယာကော့စ်ကလက်ရှိမှာဒီအသင်း၃အသင်းတွေကဘယ်အသင်းမှဖြစ်ဖြစ်ဒါယူရိုတန်း30ပေးနိုင်နေဆိုရင်တော့ဒီကစားသမားကိုခေါ်ယူပြီးရောင်းဖို့အတွက်သူတို့အနေနဲ့စဉ်းစားထားပေးပြီးသားဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့မိတို့မေဆိုစရာမှာ Arsenal အသင်းကလက်ရှိမှာဒီ Queen လက်ကစားသမားလေးကိုစိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်လက်ရှိမှာစိတ်ဝင်စားတဲ့အသင်းတွေ တဲ့မှာမှဒါကျွန်တော် Aston Villa Manchester United Arsenal သုံးသင်းကတော့ဒါကျွန်တော် Christo Moscatis ကိုဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်ရှေ့ဆုံးကပြီးနေတယ်ဆိုတာကိုတော့ Nico Shera ကရေးသားခဲ့ကြပြီးရမယ်အဲ့တော့ Nico Shera ခုနောက်ပိုင်းမှာ Tier 3 Tier 4 level လောက်တက်လာခဲ့တယ် Tier 2 level တော့ကောင်းတယ်လို့ပြောလို့မရသေးဘူးเนาะအဲ့ဒါဒီကစားသမားလေးကိုတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United နဲ့ Aston Villa တို့ပြန် Arsenal သင်းကရှေ့ကပြီးနေတယ်ကစားသမားကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး United နဲ့ Arsenal သင်းကိုပဲရွေးသွားဖို့တော့ရာဂိုင်းတို့များပြီးတော့ Aston Villa သင်းကိုတော့ရွေးချယ်ဖို့ရာဂိုင်းတို့နေပါနေသူ့ရဲ့အထဲမှာပါ တော့အာဆလိုတင်းရဲ့လက်ခုလက်ရှိမှာသူ့ရဲ့ agent နဲ့စကားတွေပြောနေပြီး United တင်းရဲ့တောက်လျှောက်စကားတွေပြောနေလို့သိရတယ်မှာပါတယ်အာဆလိုတင်းရဲ့ United တင်းဒီနေရာမှာကွာချမ်းမဲ့အဓိကတစ်ချက်တော့ရှိတယ်အဲ့ဒါက United တင်းကသူတို့အနေနဲ့ခုလက်ရှိမှာလူငယ်တွေကိုခေါ်ရင်မလုံးပေးနေကြဦးဆိုတာတခုရှိတာကပါလဲဆိုတော့လူကြီးတင်းမှာစော့ပိုင်ခွင့်ရမယ်ဆိုတဲ့မလုံးပုံစံမျိုးပေးဖို့အတွက်ဒါကျွန်တော်တို့လက်ရှိမှာပြင်ဆင်လာခဲ့တယ်အာဆလိုတင်းကလက်ရှိမှာဒါကျွန်တော်ကွင်းလယ်ပိုင်းမှာနေကူတဲ့ကသူတို့အတင်းကလူတွေရှိပြီးသားဖြစ်တဲ့ကြောင့်မဒီကစားသမားကိုဒီလိုမျိုး promise မျိုးပေးမလားမပေးမလားကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးတော့ဈေးကလည်းနည်းနည်းတော့မြောက်တယ်ဗျလက်ရှိမှာ euro 30ဆိုတဲ့ ဲ့ဈေးကတော့တော်တော်လေးကိုဈေးကြည့်တဲ့ဒါကျွန်တော်အခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်နေလူမြင်နေဒါပေမဲ့အခုလက်ရှိမှာဒါကစားသမားဈေးကတော့ဒါကျွန်တော်ပြောစရာမလိုတော့ဘူးလို့ပဲပြောရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာစနိုအသင်းအနေနဲ့ကျွန်တော်နောက်ထပ်ကစားသမားတယောက်ကတော့ဒါကျွန်တော်တို့ Lavan T ရတာကျွန်တော်တို့ကစားသမားကိုလက်ရှိမှာ Arsenal သင်ကစိတ်ဝင်စားနေပေါ့နော် Lavan T ကလက်ရှိမှာတော့ကျွန်တော်တို့ဒါကျွန်တော်တို့သူတို့ရဲ့ ကင်မရွန်ကစားသမားကင်မရွန်တိုက်စစ်ကစားသမားဖြစ်တဲ့အက်တာအီယောင်ဆိုတဲ့ဒါကစားသမားကိုစိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်။အဲဒါပေမဲ့ဒီသတင်းကလည်းရှိမှ Tier 5 Tier 6လောက်ပဲရှိတယ်ဘောနသတင်းတစ်ခုနဲ့တင်ဆက်တော့ဒါလည်းရှိမှဒီကစားသမားကိုမမဲရ CSK Moscow ကနေပြီးတော့ဒါတရဝင်း Euro Tan 30နဲ့ခေါ်ယူဖို့အတွက်ကန်လန်ထားခဲ့ပေမဲ့ကစားသမားဘက်က Levante ဘက်ကတော့ဒါတရဝင်းဒါကျွန်တော်ညှင်းပယ်ထားခဲ့ရတွေ့ရမယ်။ Levante အနေနဲ့အခုလက်ရှိမှဒီကစားသမားကိုဒါကျွန်တော်တို့အနေနဲ့အကယ်၍ရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့မှဒီကစားသမားကိုတို့အသင်းကိုတစ်နှစ်လောက်အငှားပြန်ချပေးခဲ့မယ်ဆိုရင်တော့အဲ့ဒီ အပြောင်းရွှေ့တယ်သူတို့စဉ်းစားပြီးသွားနိုင်မလို့သိရပြောချင်တာလက်ရှိမှာဒီကစားသမားကိုဝယ်မယ်ဝယ်ပြီးရင်တနည်းသူတို့အသင်းကိုငှားချပြီးပြီးရင်ဒါကျွန်တော်လက်ရှိမှာသူတို့အသင်းစီကိုဒါသူအဲ့ အာဆနယ်သင်းစီကိုပြန်ပို့ပေးမယ်ဆိုတဲ့ပုံစံအာဆနယ်သင်းကလည်းရှိမှဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်ဒီမှာပါပါတယ်အဲ့ဒါရှိမှအာဆနယ်သင်းကဒီနေရာမှာစိတ်ဝင်စားနောက်တော့ဘာလို့လူမျိုးစိတ်ဝင်စားမှုတွေပေါ်လာလဲဆိုတော့ Gabriel Jesus နဲ့ပတ်သက်ပြီးမနေ့ကပြောတဲ့သတင်းနဲ့နည်းနည်းဆက်ဆက်ပြီးပြောရမယ်အာဆနယ်သင်းဘက်ကလည်းရှိမှ Gabriel Jesus ကိုဒီနှစ်ဆောင်းရသည်အပြောင်းရွှေ့မှာရောင်းကိုရောင်းခြင်းနဲ့ရှင်းတယ်ဒါ Gabriel Jesus နဲ့သူ့ဘက်သူအာပဲဘလောက်ပဲကြာဆိုတော့ Adidas လောက်မှာပဲစော့ခြင်းစော့ခြင်းဘာဒီပဲပြောပြော Gabriel Jesus ရဲ့လက်ဖြစ်လက်ရှိလက်ဖြစ်တော်ကိုလက်ရှိတပတ်လောက်ခလာစာဖြစ်တဲ့2,600 5000ကိုဘယ်နည်းနဲ့မှအာဆိုသင့်နဲ့ယေရှုရဆက်မပေးခြင်းဘူးပမာရီယက်တို့ဘာလို့မဟုတ်ရင်တော့မှကြိုက်တဲ့အသင်းကိုပြောင်းခြင်းနဲ့အသင်းကိုပြောင်းတို့အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်လာမယ့်ဆောင်းရာသီတွင်းမှာဒီကစားသမားကိုရောင်းဖို့အတွက်100%ဒါစ조사တော့မှဖြစ်တယ်ဒီနေရာတော့လက်ရှိမှာအာဆိုသင့်ကလည်းအစားထိုးဖို့အတွက်ပြင်ဆင်နေခဲ့တယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်နေတယ်မှာပါတယ်အာဆိုသင့်ကရှေ့မှာလည်းဒါကျွန်တော်ဂေဘရီယိုဂျေဇုရဲ့ဒဏ်ရာမကြခဏရတာတွေကိုလက်ရှိမှာအသင်းကသူ့ပေါ်လုံးဝအားကိုးလို့မရနိုင်တဲ့အပြုအမူတွေပေါ်မူတည်ပြီးတော့တော်တော်လေးကိုစိတ်ပြက်လျက်ရှိတယ်လက်ရှိမှာအာတေတာကလက်ရှိမှာ ီဘရိုဂျီဇုစ်ကိုအသစ်မှာထားကျင်တဲ့ပုံစံမျိုးတော့ရှိတယ်။ဒါပေမဲ့လက်ရှိမှာတပတ်လောက်ခလာဆိုတော့36,500ဆိုတဲ့ပတ်စံကအာစနိုအသင်းတော်တော်လေးကိုစဉ်းစားစရာဖြစ်တယ်သိရတယ်မှာပါတယ်။ဂေဘရိုဂျီဇုစ်နဲ့အခုလက်ရှိမှာဘိုရုရှာဒေါ်မွန်ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့အဒီယာမီနဲ့လဲလဲမှုတွေလည်းဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေကိုလည်းဒါကျွန်တော်တို့ကောလန်ဟာလာတွေကဘွန်ဒက်စီကာဘက်ကထွက်နေတာကိုတွေ့ရမယ်။အဒီယာမီကတော့မမဲ့ရတာမန်ချက်စတာယူနိုက်တက်အသင်းကတော့ပလက်တီကိုပြောပုံရဒီနှစ်ဆန်းဝါဒီမှာခေါ်ယူသွားကျင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်။သူတို့နဲ့လက်ရှိသူတို့ရဲ့တိုက်စစ်ပိုင်းမှာဒါအာမက်ဒီယာလို့ Brian M1 ဘိုတို့က ဒါကျွန်တော်တို့ social app share တကြောင်မို့အဒီယာမီကိုဒါကျွန်တော်တို့ခေါ်ဖို့တော့တို့နဲ့စဉ်းစားနေဆိုတဲ့တင်ထက်တယ်။ဒါအဒီယာမီကိုလည်းရှိမှဒါ United အသင်းပြအခုလည်းရှိမှ Arsenal အသင်းကလည်း Gabriel Jesus ကိုဒါကျွန်တော် Borussia Dortmund ကိုပေးမယ်။အဒီယာမီကိုတို့ကိုပြန်ပေးဆိုတဲ့ပုံစံမျိုးလုပ်သွားနိုင်တယ်ဆိုတဲ့တင်ကို Germany ကလည်းရှိမှ Tier 3 Tier 4ဘက်ကနေပြီးတော့တင်တွေကိုတက်နေတာတော့တွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ Arsenal အသင်းနေအခုလည်းရှိမှ Bardi Blue ဖြစ်နေတာလဲဆိုတာကိုတော်တော်လေးကိုစိတ်ဝင်စားမှ အာဆန်တဲ့စိတ်ဝင်စားဖို့တော်တော်လေးကိုကောင်းနေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားခွင့်ပြုပါအောင်ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျေလို့ဆိုပေါင်းအကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှာအများများဖြစ်ပါတယ်။အားလုံးမကြွတူမှာကျွန်တော်သွားခွင့်ပြုပါအောင်ဗျ။ Dave ပါဗျ။